ာဓုဆိုတာကကောင်းပြီလို့အတက်ပဲရတာ approve လုပ်တာ approve လုပ်တာထက်ဝန်တာတာတာဓုဆိုတာ approve လုပ်တာအများကြီးပိုတယ်ဝန်တာတာမုရိဒါဖြစ်တာအသုံးပြုတဲ့စကလုံးတစ်လုံးကအနုမောဒနာအနုမောဒနာအဲ့ဒါလေပီတိတမျိုးပဲဟုတ်ဟို rejoice ဖြစ်တာပေါ့ဝန်တာတာ နောက်ကုသိုလ်လုပ်တဲ့အချိန်မှာကိုယ်တန်ရအလှူရှင်ဆိုရင်အဲ့ဒီကုသိုလ်ကိုစဉ်းစားပြီးတော့ပီတိဖြစ်ရတယ်ပီတိဖြစ်ပြီးတော့မှရေစဲချာအဲ့လိုမဟုတ်ဘဲနဲ့ဟိုထုံနှန်းစင်နာရဘုန်းရတရားဟောပြီးလို့ရေစဲချလိုက်တယ်ဒါကတမန်ကရှန်ကရေစဲချတယ်ရေစဲချတဲ့နေရာမှာသူအပိုင်းနှစ်ပိုင်းရှိတယ်တစ်ပိုင်းက ဟိုအဓိကကြတဲ့အပိုင်းတစ်ပိုင်းမှာတပိုင်းကဝန်တာဝုံမြဝန်တာဝုံမြဝန်တာဖြစ်လို့ရလာတဲ့စိတ်ချမ်းသာမှုအဲ့ဒါကိုကုသိုလ်လို့ခေါ်တာပေါ့စိတ်ချမ်းသာကုသိုလ်ကနေဖြစ်စေတဲ့စိတ်ချမ်းသာမှုပေါ့တရားတရားကလည်းပဲကုသိုလ်စိတ်ချမ်းသာမှုဖြစ်စေတယ်ဒါနလည်းပဲစိတ်ချမ်းသာမှုဖြစ်စေတယ်တိလလည်းဖြစ်စေတယ်ဒီလိုပေါ့ အဲ့ဒီစိတ်ချမ်းသာမှုတခုနောက်တစ်ခုကတခြားလူတွေကိုအဲ့ဒီစိတ်ချမ်းသာမှုဒီလိုကုသိုလ်မျိုးရစေခြင်းစိတ်ချမ်းသာမှုရတာကမုဒိတာပိတိမုဒိတာနော်မုဒိတာသူများတွေ31ပုံတကျင်လည်နေတဲ့သတ္တဝါအလုံးဒီအမြတ် ဒီကုသိုလ်ညီတွင်ညီမျှရစေခြင်းတာဒါကမေတ္တာဒါကြောင့်မုဒိတာနဲ့မေတ္တာအခန့်ခန္ဓာနကန္တရှိတယ်မဲ့လှူတဲ့နေရာမှာလှူနံတန်းနံတဲ့ပုဂ္ဂိုလ်ဒီမှာသူအန်ဒရယ်လည်းရှိတယ်ပြန်ဆိုင်ခြင်းတို့လှူတာကြွားဝါခြင်းတို့လှူတာနာမယခြင်းတို့လှူတာဟုတ်မဲရခြင်းတို့လှူတာဒါမျိုးတွေရှိတယ် အဲ့ဒီလိုရှိတယ်ဆိုရင်ကုသိုလ်သိမရဘူးတဲ့ဒါကြောင့်မို့လို့မြန်မာဆရာတော်ကြီးဒီရာအစပိုင်းမှာလေလူရချင်းရဲ့အကျိုးကိုလူရချင်းရွယ်ချက်ပေါ့နော်အကျိုးမို့လူရချင်းရွယ်ချက်ကိုသင်ပြပေးတာဒီနေ့လှုပ်တဲ့ကုသိုလ်မိုက်ဖို့နိဗ္ဗာန်ကိုရွယ်ပါတယ်ဒါရွယ်ချက်ပြန်ပြီးတော့သတိပေးတာရေစက်ချထားတယ် မအိုမနာမတရားမှနိဗ္ဗာန်မြတ်ကိုရောက်ရပါလို့ဤဒါရွေချက်ကိုအမ် remind လုပ်တယ်ပေါ့တတိပေးတယ်ပေါ့အဲ့ဒီနေပြီးတော့ရရှိလာတဲ့အကျိုးကိုတခြားလူတွေပေးဝေးတာအဲ့ဒါကခရောင်းကပြောတယ်မြစ်တာဒါမှမဟုတ်ဒီမြစ်တာကမုဒိတာမပါဘဲနဲ့မပေးနိုင်ပေးလို့မရမုဒိတာပါတယ် မုဋ္ဌိတာတိတ်အရေးကြီးတယ်အဲ့ဒါမနှက်ဖြံအဲ့ဒီအဲမနှက်ဖြံဟောမဲ့တရားတတိညာတော့အကျင့်ပဲဟောတော့မယ်မုဋ္ဌိတာအရေးကြီးပုံမုဋ္ဌိတာမပါရင်စိတ်ထဲမှာပီတိမဖြစ်ရင်ပြေရွတ်တာလည်းပဲမစွမ်းဘူးမစွမ်းဘူးဓာတုဓာတုလို့ခေါ်တာက excellent excellent လို့ပြောတာစိတ်ထဲမှာ excellent ပါဇက် excellent ပြောပြီးတော့စိတ်ထဲမှာတကယ်ဝမ်းမသာဘူးဆိုရင် you can imagine you know how you would look like ဒါကြောင့်သူ့အပိုင်းနဲ့သူပေါ့ပထမအပိုင်းမှာကိုယ့်ရဲ့မုဒိတာအပိုင်းမှာကိုယ့်ရဲ့အလှူဒါနကိုဒါမကိုယ့်ရဲ့ဝေဝိဇ္ဇာကိုကိုကသွားပြီးတော့ကိုယ်တငယ်ချင်းနဲ့အလှူစီသွားရဆိုတော့ကိုယ်တငယ်ချင်းနဲ့အလှူကိုကိုတွေးပြီးတော့ကိုမုဒိတာဖြစ်ရမယ်ဟာ တလောက်ကြိုးစားစားဖက်ဆန်ကြိုးစားရှာတယ်စောရိတ်ထားပြီးတော့ဓာိုက်တွေလှုပ်တယ်တမင်နပန်းခံပြီးတော့လှုပ်တယ်အဲ့ဒါလေးတွေကြည်ပြီးတော့ appreciate လောက်မှာပေါ့အဲ့ဒါပထမပိုင်းနောက်ဒုတိယပိုင်းမှာကြတော့30ပုံလူသားတွေဒုက္ခရောက်နေတာတချို့ကအစိတ်စားလို့စားမသိပဲနဲ့ဒုက္ခရောက်နေတဲ့လူတွေရှိတယ်ဟုတ်တယ်မလားသူရောကိုရော စိတ်ကနေအစိတ်စားနေတာလည်းရှိတယ်အခုဒီနေ့ပဲတရားထဲမှာဟောခဲ့ပြီအဲ့တော့အဲ့ဒီလူတွေကိုကြည်ပြီးတော့ဟောသူတို့လည်းငါတို့လိုပဲဆိုဂယုဏဖြစ်ဖို့အဲ့ဒီဂယုဏနဲ့ဒါအမြပေးဝေတာသူတို့အတွက်အထောက်အကူဖြစ်ပါစေဒါခေဒါမြစ်မြစ်တာအခြေခံအဲ့ကြောင့်ဟိုမြန်မာလူရေစချတာပဲချိန်မှာဘာပြောတယ်ဆိုတော့အဲ့ဒါလေးသိရတယ် ရစချအရေးဒီမြောင်းတာရှိတဲ့ကပအေးမှလေငယ်ရွှေရကုံဆောင်းတိုင်းမှာရေးရနဲ့ရောင်းတာရှိတယ်အဲ့ဒါလေးဝယ်ကြည့်ပြီးတော့သူစာပိုက်လိုက်ဒါဒီစာပိုက်ကဘာပြောတော့ပါလဲဒါက intention ကိုပြောတာလား is to orientate your mind to the right intention to the right attitude and not to go um to refocus your mind so that you rejoice in your own good thing, in your own effort. 那这样，白骑马、爬谷，嗯，还用他们似的。